လေးရှားနိုင်ငံတော်ဝမ်းမှာအထောက်ထားမဲ့နေထိုင်သူတွေကိုအော်ပရာစီစီမံချက်နဲ့2025နိုဝင်ဘာလနဲ့ဒီဇင်ဘာလအတွင်းပိုက်ဆိုင်တိုက်ဝင်ရောက်စီးနှင်းဖမ်းဆီးနေပြီးနိုဝင်ဘာလနောက်ဆုံးပတ်မှာမြန်မာနိုင်ငံသားအယောက်900ကျော်ဖမ်းဆီးခံရပါတယ်။ဖမ်းခံရတဲ့မြန်မာနိုင်ငံသားတွေဟာအချုပ်ထောင်တွေထဲမှာနေထိုင်ရင်းနဲ့ကြမ်းမာရေးအခက်အခဲမျိုးစုံကြုံနေရပါတယ်။ထောင်ငါလိုရစေသူတွေမြန်မာနိုင်ငံစီပြန်ပို့တဲ့အစီအစဉ်ရှိပေမဲ့ဖောင်ချက်လက်မပြည့်စုံတာတွေကြောင့်ကန့်ထဲမှာအချိန်တော်ကြာမိသားစုနဲ့အဆက်အသွယ်ပြတ်ပြီးနေထိုင်နေကြရတယ်လို့ဆိုပါတယ်။ အရင်ဖောင်ပြစ်ထားတယ်လေလက်မှတ်ဘူးထည့်ထားတယ်ပြန်မရဘူးမပြန်ရဘူး6လကျော်9လကျားတယ်မနေ့တနေ့မှထောင်အလွတ်လာတယ်တန်ရုံကဝင်တဲ့အခိုင်နဲ့ဂျုံသွားတယ်ဖောင်ပြစ်ပြီးပြန်သွားတယ်အဲ့ဒီလူမျိုးကတော့အဆင်ပြေသွားတယ်အဲ့အရင်ဖြစ်ထားတဲ့လူတွေကဖောင်ပြောက်တဲ့ကိစ္စတွေကအဲ့ဒါတွေကအခုတန်ရုံကဘလို့ဖြစ်တာလဲပေါ့နော်ဒီကန်ထဲမှာကအဝဲတွေပေါက်တယ်ဟောကနရာနာအမျိုးမျိုးတွေတွေ့ကြရတယ်တော်တော်များများတွေ့ရတယ်ဒီကန်ပိုင်းနေဆိုတာကလည်း ထောင်ပိုင်နေဆိုတာလည်းသူတို့အင်မတီအမတန်ဆိုးရွားမှအစီလီနည်းနည်းပါပါပြေုံတော့ပဲရှိတယ်။စားကုန်တော့မှုကြတယ်ဗျတော့လေလေးလောက်လောက်ဆိုလို့ရှိရင်ဒါသူတို့ကျွေးရထမင်းဟင်းကကုန်သွားပြီလေ။ဘောဝလည်းနေစားရတယ်မရှိဘူး။ရေကြတော့လေဒီလိုင်းကြီးပဲဟိုကကိုမကြိုင်ခတ်တော့ဒါပဲရတယ်လေ။အနီမူစားမှုတွေဒုက္ခရောက်တဲ့ခုနအမဝဲတွေပေါက်တဲ့ရာနာမျိုးမျိုးတွေပေါ့ဖြစ်နေကြတယ်ကံထဲမှာ။ပြခဲ့တဲ့ဇွန်လအတွင်းကလည်းမလေးရှားမှာအော်ပရာစီစီမံချက်နဲ့ မြန်မာနိုင်ငံသားအယောက်1000ကျော်ဖမ်းဆီးခံခဲ့ရပါတယ်။ပုံမှန်အားဖြင့်လုပ်ငန်းခွင်တွေမှာအထောက်ထားမဲ့လုပ်သားတွေကိုဖမ်းဆီးတာဖြစ်ပေမဲ့ဒီနှစ်ထမ်းမှာတော့မလေးရှားလက်ဝကရဲတွေကနေအိမ်တန်းလားတွေကိုညတကောင်ဝင်ရောက်စီးနင်းတာတွေခက်စိတ်စိတ်လှုပ်ဆောင်လာတာပါ။ဒီလိုအခြေအနေတွေကြောင့်မလေးရှားမှာအထောက်ထားမဲ့ရောက်ရှိနေတဲ့မြန်မာတွေအပြင်ထွက်သွားလာဖို့အလုံးလောက်ကင်မှုစိုးရိမ်နေကြပြီးကျမရေးကိစ္စလူမှုရေးကိစ္စတွေနဲ့အရေးပေါ်အခြေအနေမရှိရင်မသွားလာကြဖို့ကုညီပေးသူတွေကတတိပေးပါဗျ။ ုံတိုင်းမှာကျွန်တော်တို့ဒီဒီနယ်ကြီးတွေမှာပေါ့နော်တပြိုင်တည်းထဲကိုဝင်ရောက်စီးနင်းမှုတွေပေါ့နော်ပြီးတော့ဒီနယ်တစ်ခုထဲမှာဆိုရင်တော့တညတညဟို200 300ဟိုတပြိုင်တည်းထဲစီးနင်းမှုတွေပေါ့အဲ့လိုစီးနင်းမှုတွေမှာလည်းလူကိုຢာနဲ့ခြေတဲ့ဖန်ဆီးမှုတွေပေါ့ဒါတွေကအခုဒီဒီသမလဒီတဲမှာရောပြီးခဲ့တဲ့နိုဝင်ဘာလတဲမှာရောပေါ့နော်အရန်ကိုစိုးစိုးဝါးဝါးကြုံနေရတယ်ဆိုတော့အခုဒီကမ့်နေတဲ့မှာပြောအောင်ဆိုရင်တချို့အချိန်ကြာကြီးနေနေရတဲ့အမျိုးသမီးတွေ တချို့တွေစိတ်လွတ်သွားတဲ့အနေအထားမျိုးတွေပါရှိပါတယ်။အင်းကြီးမကတ်တော့ဘဲနဲ့ပြောလို့ကန့်ထဲမှာရှောက်ပြီးနေလို့ပေါ့အာနာပိုင်ကနေပြီးတော့တင်းတင်းကြပ်ကြပ်ထိန်းထိန်းထားရတယ်ဆိုတဲ့အနေအထားမျိုးတွေပေါ့။အဲ့လောက်ထိရှိတယ်ဗျ။အဲ့ဒါတွေကိုကုညီမဲ့လူမရှိပါဘူး။ကျွန်တော်တို့ကတော့အဖမ်းမခံရခင်ဘလို့လေးတော့ပြင်ဆင်ဖမ်းခံရရင်ဘလို့လေးတော့ညှိနှိုင်းဘာလို့မလေးရှားကိုရောက်လာတဲ့ခါကျရင်ဘလို့အသင်းဖွဲ့တွေနဲ့ချိတ်ဆက်ဒီလိုအကြံဉာဏ်လွယ်ပြီးတော့မှကျွန်တော်တို့ကြံလာမှပေးနိုင်ဘူး။အဲ့ဒါကလည်းတကယ်ထိရောက်တဲ့အကူအညီမဟုတ်မနေပါဘူး။မြန်မာလူငယ်တွေဟာပြည်တွင်းမှာမလုံခြုံမှု အလောက်ကန်ရှားပါတာတွေကြောင့်ပြပကိုနီလန်းမျိုးစုံနဲ့ရွှေ့ပြောင်းလာကြတာပါထိုင်းကိုတရားမဝင်အောင်လန်းကနေလာရောက်ဖို့အ ਨੇ ဆုံးဗတ်တသားငွေကနေမလေးရှားနိုင်ငံအထိအရောက်ဆိုရင်ပန်ငါးသားကနေ7000လောက်ထိပေးနေရတယ်လို့ဆိုပါတယ်မြန်မာနိုင်ငံရဲ့နိုင်ငံရေးအခြေအနေနဲ့စစ်မှုတဲ့အဝေကြောင့်မလေးရှားနိုင်ငံကိုရောက်ရှိနေတဲ့မြန်မာနိုင်ငံသား3,900ကျော်ရှိတယ်လို့ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးယုံ UNHCR ရဲ့ဆင်းရဲသိရပါတယ်ကျွန်တော်ဇွဲသစ်ပါ